တော့စတာ channel ကိုနားဆင်အားပေးနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့အီရန်ရဲ့နျူကလ িয়ার ချိန်ချောက်မှုကိုအပိတိုင်ခြေဖြတ်မယ်လို့အစ္စရေးဝန်ကြီးချုပ်ပြောတဲ့အကြောင်းကိုတင်ပြပါမယ်ရှင်။အီရန်စီကနျူကလ িয়ার ချိန်ချောက်မှုကိုအပိတိုင်ခြေဖြတ်ဖို့စိတ်ပိုင်းဖြတ်ထားကြောင်းအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကကြေညာပါဗျ။အစ္စရေးဟာအီရန်မှာလက်ရှိဆင်နွှဲနေတဲ့ လေကြောင်းစစ်စင်ရေးတွေအတွင်းအီရန်ရဲ့နျူကလ িয়ার စစ်လက်နက်ထုတ်လုပ်နိုင်ခြေတွေကိုရောတိုက်ချင်းပြဲ့ပဲ့ထိန်ဒုံးကြီးစွမ်းရည်ကိုပါ အပိတိုင်ဖျက်ဆီးဖို့ရည်ရွယ်ထားကြောင်းဇွန်လ19ရက်နေ့မှာနေတန်ယာဟုကထပ်လောင်းပြောဆိုခဲ့ပါတယ်။တနိုင်ကန်လုံးကိုလိမ့်မှုတဲ့အယုံမြင့်တန်ကြားမင့်ကွန်နဲ့မှာနေတန်ယာဟုကဣသရေလတောင်ပိုင်းကအစည်းအုံတစ်ခု ပြည်စည်းခဲ့တာအပါအဝင်အီရန်ကလက်တုံ့ပြန်တဲ့ဒုံးကြီးပစ်ခတ်မှုတွေကိုရှုံချသွားခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုဟာနိုင်ငံတကာလူသားချင်းစာနာမှုစည်းမျဉ်းဥပဒေတွေကိုချိုးဖောက်ခြင်းလည်းဖြစ်တယ်လို့သူကဆွတ်ဆွဲခဲ့ပါတယ်။အီရန်တော်လှန်ရေးအဆောင်တပ်ကတော့အဲရီစေယုံကိုတမင်တကာပြစ်မှတ်ထားခဲ့တာမဟုတ်ပဲအနီးမှာရှိတဲ့အစ္စရေးစစ်စခန်းတစ်ခုကိုပြစ်ခတ်ခဲ့တာသာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။ဒီအတော်အတွင်းအီရန်ကာကွယ်ရေးဝန်ကြီးအစ္စရေးကက်စ်က အစ္စရေးအနေနဲ့အီရန်အစိုးရအဓိပတိ အရာတိုလာအလီခါမီနီကိုလုံခြံတဲ့နယ်ဆိုတာကိုစစ်စင်ရေးရေမှန်းချက်တစ်ခုအဖြစ်အလေးထားစဉ်းစားနေပြီလို့ချိန်ချခဲ့ပါတယ်ဒါဟာအီရန်ရဲ့နျူကလ িয়ার စွမ်းရည်ကိုဖျက်ဆီးဖို့အဓိကရည်ရွယ်ထားခဲ့တဲ့အစ္စရေးရဲ့မူလအစစ်စင်ရေးရေမန်းချက်တွေကနေတိတိတသာအပြောင်းအလဲဖြစ်လာခဲ့တဲ့အတိတ်ပဲပါအီရန်ဟာ အခုအခါမှာခေအမီဆုံးဒုံးကြီးအမျိုးအစားတွေနဲ့ထိတ်ဖူးတစ်ခုတည်းကနေပြမတ်အတော်များများစီခွဲဖြန့်ကြရောက်နိုင်တဲ့ဒုံးကြီးတွေကိုပါ အသုံးပြုတိုက်ခိုက်လာနေကြလဲအစ္စရေးတပ်ကဆစ်ဆွဲထားပါတယ်။အီရန်နဲ့အဲ့ဒီလက်နက်တွေဟာအစ္စရေးရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုအကြီးအကျယ်ပြားများပြီးဝင်ပြီးလာစေမဲ့အလားအလာတွေလည်းရှိနေပါတယ်။ ဥပမာဒုံးကျည်တစ်စင်းဟာ အစ္စရေးလေးပိုင်းနဲ့တည်းရောက်လာပြီး ထိပ်ဖူးတစ်ခုတည်းကနေအပိုင်း၅ခုလောက်ကွဲထွက်သွားတဲ့အခါအစ္စရေးအတွက်ဂျားဖြတ်ပစ်ချဖို့အများကြီးပိုခက်ခဲသွားတာကြောင့်ပါကုလသမဂ္ဂကတော့နှစ်နိုင်ငံလေးချောင်းကနေအပြိုင်တိုက်ခိုက်မှုတွေအတွင်း အရက်သားတွေထိခိုက်သေးဆုံးမှု မြင့်တက်လာတဲ့အပေါ်အထူးစိုးရိမ်မှုကြောင့်ထုတ်ပြန်ပြီးနှစ်ဖက်စလုံးကိုအတက်နိုင်ဆုံးထိန်းထိန်းသိမ့်သိမ့်လှုပ်ဆောင်ဖို့စည်ရေးပြတ်မှတ်မဟုတ်တာတွေကိုရှောင်ရှားဖို့နဲ့နိုင်ငံတကာစည်းမျဉ်းဥပဒေတွေကိုလေးစားလိုက်နာကြဖို့တိုက်တွန်းထားပါတယ်ဆက်လက်ပြီးတော့စစ်ပွဲလိုအပ်ချက်များရယူရန်မဟာမိတ်ရုရှားကိုတရုတ်ဟက်ကာများထိုးပေါက်ဆိုတဲ့သတင်းကိုတင်ပြပါမယ်ရှင် ရုရှားကယူကရိန်းကိုကျူးကျော်မှုစတင်ခဲ့ချိန်မှစ၍တရုတ်အစိုးရနဲ့ဆက်ဆက်နေတဲ့ဟက်ကာအဖွဲ့များသည်ရုရှားအစိုးရအေဂျင်စီများနဲ့ကာကွယ်ရေးကုမ္ပဏီများကို စိုက်ဘာထိုးဖောက်ဝင်ရောက်မှုများတိုးမြင့်လှုပ်ဆောင်ခဲ့ကြပြီးစစ်ဖက်လွှတ်ရက်ချက်များနဲ့စစ်မေးပြင်ထောက်လန်းရေးအချက်အလက်များကိုယာယူရန်ကြိုးပမ်းခဲ့ကြတယ်လို့စိုက်ဘာလုံခြုံရေးဆိုင်ရာလေလာဆန်းစစ်သူများရဲ့ပြောကြားချက်ကို The New York Times သတင်းတပုတ်တွင်ဖော်ပြထားသည့် နှစ်နိုင်ငံကြားကန့်တတ်မဲ့မိဖက်ဆက်ဆံရေးထူထောင်ကြောင်းကြေညာထားတော်လဲတရုတ်ရဲ့အဆိုပါဟက်ကာထောက်ဖောက်မှုများကို2022ခုနှစ်မေလမှစတင်ကအချိန်မြင့်လှုပ်ဆောင်လာခြင်းကဆက်ဆံရေးတွင်နှက်ဆိုင်သောတန်တရားများကိုဖော်ပြနေပါတယ်တရုတ်ဟက်ကာများသည်နျူကလ িয়ার ရေငုပ်သင်္ဘောဆိုင်ရာအချက်အလက်များ ဂျေရုဆက်သွေးရေးအီလက်ထရောနစ်စစ်စင်ရေးနဲ့ဒရုန်းနည်းပညာတို့အပါအဝင် အရေးကြီးသောကဏ္ဍများကိုပြင်းထန်ထားခဲ့ကြတယ်လို့ဆိုပါတယ်။ယင်းကဲ့သို့ဟက်ကာထိုးပေါက်တဲ့ဂျိုးပတ်မှုအစုကိုဆန်ညိုနဲ့မက်စတာပန်နာကဲ့သို့သော အဖွဲ့များနဲ့ချိန်ဆက်ပြီး၎င်းအဖွဲ့များသည်ရုရှားစစ်တပ်နဲ့နယ်စပ်ယူနစ်များကိုလည်းထိုးပေါက်ဝင်ရောက်ခဲ့ကြောင်းထိုင်ဝမ်အခြေစိုက်စိုက်ဘာလုံခြုံရေးကုမ္ပဏီ TMD5 ကဖော်ပြထားပါတယ်။ တရုတ်ရဲ့ဟက်ကာထိုးဖောက်မှုများအပေါ်ရုရှားအရာရှိများကလည်းထုတ်ပြန်ခြင်းမရှိသောကြောင့်တရုတ်ရဲ့ကြိုးပမ်းမှုများမိများအောင်မြင်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။ The New York Times ကရရှိခဲ့တဲ့ရုရှားပြည်တွင်းလုံခြုံရေးအဖွဲ့အစည်း FSB ရဲ့လျှွေးချက်ဆ ਾਇ ရဲ့စာရန်တစ်ခုမှာတရုတ်သည်ရုရှားရဲ့ကာကွယ်ရေးဆိုင်ရာကျွမ်းကျင်မှုနဲ့နည်းပညာကိုဝင်ရောက်ကြည့်နေပြီးယူကရိန်းရှိ ရုရှားရဲ့စစ်ရေးအတွေ့အကြုံများမှလေလာရန်ကြိုးပမ်းနေကြောင်းဖော်ပြထားသလိုအဆိုပါစာရန်တွင် တရုတ်ကိုရန်သူဟုရည်ညွှန်းသုံးနှုန်းထားသည့်တရုတ်သည်ယူကရိန်းရှိရုရှားရဲ့စစ်ရေးလှုပ်ရှားမှုများမှတည်ရှိအောင်လုပ်က၎င်းရဲ့ကိုပိုင်ကာကွယ်ရေးစွမ်းရည်များကို အားကောင်းအောင်လှုပ်ဆောင်လိုကြောင်းအထူးသဖြင့်ထိုင်ဝမ်ကဲ့သို့သောအနာဂတ်ပဋိပက္ခများကိုရည်ရွယ်ကြောင်းထိုဆောင်ရွက်စာရန်ကဖော်ပြထားသည် တရုတ်နိုင်ငံရဲ့လုံခြုံရေးဝန်ကြီးဌာနရဲ့ကြောထားနောက်ခံပြုထားတယ်လို့ယူဆရတဲ့ Mustan Panda ကဲ့သို့သော အဖွဲ့များသည်၎င်းတို့ရဲ့ပြစ်မှတ်များကိုရုရှားနဲ့ဥရောပနှစ်ခုလုံးတို့တိုးချက်ခဲ့ကြသည်တရုတ်အစိုးရနဲ့ဆက်ဆက်နေတဲ့ Hacker အဖွဲ့ Smile 19ကဲ့သို့သောအခြားအဖွဲ့အစည်းများကလည်းရုရှားရဲ့စွမ်းအင်နဲ့ကာကွယ်ရေးကဏ္ဍများကိုအပြင်းအထန်ထိုးဖောက်ဝင်ရောက်ခဲ့ကြပါသည် ရုရှားနဲ့တရုတ်တို့အကြား2009ခုနှစ်နဲ့2015ခုနှစ်တို့ကပြုလုပ်ခဲ့ကြတဲ့တဘောတူညီချက်များတွင်တဦးကိုတဦးဟက်ကာထိုးဖောက်ခြင်းမလုပ်ရန်ဂတိပြုခဲ့ကြတော့လေရုရှားနဲ့ယူကရိန်းစစ်ပွဲဟာထောက်လန်းရေးအချက်အလက်များပေါ်တည်ရှိစေရန်တည်တည်တသာလှုပ်ဆောင်လာခဲ့တဲ့ Deep Red Medwell အပါအဝင်တရုတ်အဖွဲ့များအသုံးပြုခဲ့တဲ့စိုက်ဘာလုံခြုံရေးကိရိယာများသည့်အစစ်မြေအရာရှိကြီးများပါဝင်ပတ်သက်မှုကိုဖော်ပြနေပါတယ် တရုတ်သည် အနောက်အာဖရိကနှင့်အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးရေးစီမံကိန်းများတွင်ရင်းနှီးမြှုပ်နှံပြီးမကြာခဏဟက်ကာတိုက်ခိုက်မှုများပြုလုပ်တတ်ကြောင်းဒီတင်အခြေဆိုင်စိုက်ဘာလုံခြုံရေးကုမ္ပဏီ Sofit ရဲ့စိုက်ဘာချင်းချမှုများဆိုင်ရာထောင်လိုင်းရေးဌာနဒရိုက်တာယာဖေးပီလင်ကပြောသည် တရုတ်နိုင်ငံသည်၎င်းရဲ့နိုင်ငံရေးနှင့် စီးပွားရေးအကျိုးရှိသောနိုင်ငံများတွင်ရင်းနှီးမြှုပ်နှံလေးရှိသောကြောင့် အဆိုပါနိုင်ငံများတွင်တရုတ်အစိုးရကထောက်ပံ့ထားတဲ့ဟက်ကာများရဲ့ထိုးဖောက်မှုများလည်းဖြစ်ပေါ်လာစေကြောင်းပီလင်ကဆိုသည်ဆက်လက်ပြီးတော့အစ္စရေးရဲ့ရန်လိုမှုများမရက်မချင်းဆွေးနွေးမှုမလုပ်ဟုအီရန်နိုင်ငံရေးဝန်ကြီးပြောတဲ့အကြောင်းကိုတင်ပြပါမယ်ရှင်။အီရန်နိုင်ငံခြားရေးဝန်ကြီးအဘတ်အာရာချီကအစ္စရေးရဲ့ရန်လိုမှုများမရက်မချင်း အမေရိကန်နဲ့လုံးဝဆွေးနွေးမီမဟုတ်လို့ ဇွန်လ20ရက်နေ့တွင်ပြောကြားကြောင်း DW သတင်းတရက်တွင်ဖော်ပြထားသည့်ဥရောပသမဂ္ဂပြည်ထိုင်တန်အမတ်များနှင့်တွေ့ဆုံရန်ဆွစ်ဇာလန်နိုင်ငံဂျီနီဗာကိုသွားတဲ့ခရီးစဉ်အတွင်းအီရန်အစိုးရရုံမြင့်တန်ကြားနှင့်အင်တာဗျူးတစ်ခုတွင် RT က အမေရိကန်အစိုးရကဆွေးနွေးဖို့မက်ဆေ့တွေအချင်းချင်းပေးပို့ခဲ့ပါတယ်။ဒါပေမဲ့ရန်လိုမှုတွေမရက်မချင်းတန်တမန်ရေးရာဆက်ဆံရေးနဲ့ဆွေးနွေးမှုတွေလှုပ်သွားမှာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြောထားပြီးသားပါလို့ပြောပါတယ်။ပြီးခဲ့တဲ့သတင်းပတ်အတွင်းကအစတင်ခဲ့တဲ့အစ္စရေးနဲ့အီရန်အကြားပဋိပက္ခတွင် အစ္စရေးကအီရန်၏နယူကလီးယားနဲ့ စစ်ရေးဆိုင်ရာနေရာများထိတ်တန့်စစ်ဘိုလ်ချုပ်များနဲ့နျူကလ িয়ার သိပ္ပံပညာရှင်များကိုပြက်မှတ်ထား၍ဒုံးကျည်များဖြင့်တိုက်ခိုက်မှုများဖြင့်တိုက်ခိုက်ခဲ့ပါသည်။အီရန်တို့ကလည်းဒုံးကျည်450နဲ့ဒရုန်းတစ်ထောင်ကျော်တို့ဖြင့်အစ္စရေးကိုပြန်လည်ပစ်ခတ်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကခန့်မှန်းထားပါတယ်။အများစုကိုအစ္စရေးရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်များကဟန့်တားနိုင်ခဲ့တော်လဲလွတ်သွားတဲ့ဒုံးကျည်များကြောင့်အစ္စရေးဘက်မှ 24ဦးထက်မနည်းသေဆုံးပြီးရာပေါင်းများစွာဒဏ်ရာရရှိခဲ့ပါတယ်ဝါရှင်တန်အခြေဆိုင်အီရန်လူအခွင့်အရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရအီရန်တွင်အရက်သား263ဦးအပါအဝင် အနည်းဆုံးလူ658ဦးသေဆုံးပြီးလူပေါင်း2000ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်ဆက်လက်ပြီးတော့အီရန်နဲ့ပဏိပခပြင်းထန်လာပြီးဒုံးကျည်တိုက်ခိုက်မှုများကြောင့်နေစဉ်ထိတ်လန့်နေရတဲ့ဆိုတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ အစ္စရေးနဲ့အီရန်တို့အကြားပဏိပက္ခစတင်ဖြစ်ပွားခဲ့တဲ့6ရက်မြောက်နေ့ဖြစ်တဲ့ဇွန်လ18ရက်နေ့မှစ၍အစ္စရေးအစိုးရကနိုင်ငံတော်အဆင့်အသင့်အနေအထားကြေညာထားခဲ့တော်လဲအရသားများသွာလာမှုအပေါ်ကန့်သက်ချက်များကိုဖြေလျှော့ပေးခဲ့ပြီးလုပ်ငန်းခွင်လှုပ်ရှားမှုများနဲ့လူစုလူဝေးငယ်များပြန်လည်စတင်ရခွင့်ပြုခဲ့ကြောင်း Euronews ကဖော်ပြထားပါတယ်။သို့သော် ကျောင်းများဆက်လက်ပိတ်ထားဆဲဖြစ်တယ်လို့လမ်းများပေါ်တွင်လည်းလူသူကင်းမဲ့လျက်ရှိပါတယ်။အစ္စရေးရှိလူအများစုအတွက်ယခုလိုအခြေအနေမျိုးတွင် ကလေးများပြုစုထိန်းသိမ်းရန်ခက်ခဲလျက်ရှိပါတယ်။အမေရိကန်နိုင်ငံမှာ အသက်30နှစ်အရွယ်အန်မာကသမီးသားမရှိရင်ကျမဒီလောက်စိတ်မပူမိပါဘူးလို့ Euronews ကိုပြောကြားခဲ့ပါတယ်။သူမက Tel Aviv တောင်ပိုင်းရှိဂျပါရင်ခင်မွန်းနဲ့အသက်၁၀လသားအရွယ်သမီးလေးနဲ့အတူနေထိုင်ပါတယ်။ကျမတို့ကအာရဗ်ရပ်ကွက်မှာနေပြီးကျမခင်မွန်းကအာရဗ်အစ္စရေးလူမျိုးဖြစ်တာကြောင့်ကျမတို့အဆောက်အအုံမှာဘုံခိုခြင်းမရှိပါဘူး။အစ္စရေးမှာတံမိုးနဲ့တိုက်ခန်းအများစုကဘုံခိုခြင်းမရှိပါဘူး။ဒါကြောင့်ညဘက်ဆိုရင် ကျမတို့ကလေးကို ခေါ်ပြီးရခမအိမ်မှာသွားအိပ်ပါတယ်လို့လဲအန်မာက ယူရိုနျူးစ်ကိုပြောပါသည် အစ္စရေးတွင် ဖြစ်ပွားနေတဲ့ယခုအခြေအနေနဲ့ပတ်သက်၍လည်းအန်မာကကျမရဲ့စိတ်ဓာတ်ကအစ္စရေးအများစုထက်ပိုကောင်းတယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့အစိုးရလုပ်နေတာမှန်တယ်လို့ကျမမယုံကြည်လို့ပါပဲ။ဒါကြောင့်ကျမတို့ဒီနိုင်ငံမှာဒီလိုအခြေအနေရောက်နေရတာကိုနားလည်ပါတယ်။အသက်34နှစ်အရွယ် နစ်ဆန်သည်လည်းနေပညာလုပ်ငန်းရှင်တဦးဖြစ်ပြီးဖာကင်တဦးဖြစ်လာတော့မဲ့သူဖြစ်သည်သူသည် ပုံမှန်အားဖြင့် Tel Aviv တွင်နေထိုင်တော်လဲအစ္စရေးနဲ့အီရန်တို့အကြားပဏိပခာမြန်တက်လာခဲ့တဲ့အတွက် သူနဲ့ဇနီးတဲ့တို့သည်နိုင်ငံမြောက်ပိုင်းရှိဟိုင်ဖာမြို့သို့ပြောင်းရွှေ့ကာဇနီးဖြစ်သူရဲ့မိသားစုနဲ့အတူနေထိုင်လျက်ရှိပါတယ်။ကျွန်တော်တို့ခိုလုံနေတဲ့နေရာကနေကြားရတဲ့အသံတွေကဟာမတ်ဒါမမဟုတ် ဟေဆိုလာအဖွဲတွေကနေဒုံးကြီးတွေပြစ်ခတ်တုံးကကြားရတဲ့အသံတွေနဲ့အယံကွာချားပါတယ်။ Iron Drone ကနေပြစ်လိုက်တဲ့အသံကတော့မှ truck ကတစီဥမင်လိုင်းကောင်းအပေါ်ကနေဖြတ်သွားတယ်လို့မျိုးအသံကြားရတယ်လို့ Nissan က Euros News ကိုပြောကြားပါတယ်။ တစ်ခတ်မှုများသည့်အရက်သားများအပေါ်ထိခိုက်နေသောကြောင့်အစ္စရေးရှိလူအများပြားသည့်ဈေးဝယ်ခြင်းသို့မဟုတ်ပစ္စည်းများသွားရောက်ယူဆောင်ခြင်းကဲ့သို့သော မရှိမဖြစ်လိုအပ်တဲ့အရာများကိုလုံဆောင်နေစဉ်ဒုံးကျည်များထိမှန်မီကိုစိုးရိမ်ကြသည်ကျမ်းမာရေးအရာရှိများရဲ့အဆိုအရပဏိပခရဲ့ပထမတစ်ပတ်အတွင်းအီရန်ဒုံးကျည်များကြောင့် အစ္စရေးလူမျိုး24ဦးခန့်သေဆုံးခဲ့ပြီး2400ကျော်ဒဏ်ရာများအတွက်ဈေးကူတာမှုခံယူခဲ့ရက၎င်းတို့အားလုံးမှာအယက်သားများဖြစ်ကြပါတယ်ပြပအခြေစားအီရန်လူအခွင့်အရေးအဖွဲ့များရဲ့ထုတ်ပြန်ချက်တွင်လဲဇွန်လ19ရက်နေ့အထိအီရန်တွင် အနည်းဆုံးလူ658ဦးသေဆုံးခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ ဥရောပဝန်ကြီးများနဲ့အီရန်နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံပြီးပြင်သစ်ဂျာမနီနဲ့ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးများသည်ပြဿနာဖြစ်ပွားနေတဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်၍တန်တမန်ရေးရာဆွေးနွေးမှုများပြန်လည်စတင်နိုင်ရန်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံကြမယ်ဖြစ်ကြောင်း DW သတင်းတွင်ဖော်ပြထားသည့်အဆိုပါဆွေးနွေးပွဲတွင်အီရန်နိုင်ငံခြားရေးဝန်ကြီးအာဘတ်အာရချီကဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဒေးဗစ်လန်မီပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရန်နိုရီဘာရော့ဂျာမနီနိုင်ငံခြားရေးဝန်ကြီးယိုဟန်ဝက်ဖူးနဲ့ဥရောပသမဂ္ဂရဲ့နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲကာဂျာကာလတ်စ်တို့ပါဝင်မှာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှတိုင်ပြီးဗြိတိန်နိုင်ငံဈာယေဝင်ကြီးဒေးဗစ်လန်မီသည်အမေရိကန်တမ္မရရဲ့အိမ်ဖြူတော်တွင်နိုင်ငံဈာယေဝင်ကြီးမာကိုရူဘီယို အထူးတန်တမန်စတေးဝစ်ကော်ရိုနဲအတူတွေ့ဆုံခဲ့ပြီးနောက်အီရန်အစိုးရနဲ့တန်တမန်နီးလန်းများဖြင့်ဖြည့်ရှင်းရန်အချိန်ရှိသေးနေကြောင်းပြောသည်အရှိအလေပိုင်းအခြေအနေဟာအနေရများနေတော့မဲလို့လမ်မီကဝါရှင်တန်ရှိဗြိတိန်တန်ယုံမှထုတ်ပြန်တဲ့ကြေညာချက်တွင်ဖော်ပြသည် ပနိပခတွေပုံမနှက်ဆိုင်မလာအောင်အီရန်နဲ့တဘောတူညီချက်ရယူနိုင်မဲ့နီးလန်းတွေကိုကျွန်တော်တို့ဆွေးနွေးခဲ့ကြပါတယ်။တန်တမန်နီးလန်းနဲ့ဖြည့်ရှင်းဖို့နောက်ထပ်နှစ်ပတ်အတွင်းအခွင့်အရေးရရှိနိုင်ပါတယ်လို့လမ်းမီကပြောကြားပါတယ်။အစ္စရေးက အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုဘုံကျဲတိုက်ခိုက်နေခြင်းနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်အားတိုက်ခိုက်မှုများတွင် ပူပေါင်းပါဝင်ရန်စဉ်စားနေခြင်းတို့ကြောင့်ဗနီပခါကိုလျှော့ချရန်ဥရောပနိုင်ငံများကတောင်းဆိုထားပါတယ်။အခုလိုစိတ်ဝင်စားဖွယ်ရာနိုင်ငံတကာသတင်းများကိုနေ့စဉ်နားဆင်နိုင်ရန်အတွက်ကျမတို့ရဲ့ Dotstar Channel လေးကို Like and Subscribe လုပ်ဆောင်ပေးဖို့တောင်းဆိုပါရစေ။အဆုံးထိနားဆင်ပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။